တဝဲဘက်မှာတော့ဒီနေ့အာယုံတက်ချိန်မှာကျင်းပခဲ့တဲ့တဝဲရိုးရသပိတ်မျောပွဲနေရာမှာမနေ့ကနေ့လယ်ပိုင်းကတနက်ပစ်ခတ်တံတွေထွက်ပေါ်ခဲ့တယ်လို့မျိုးကန်တွေကပြောပါတယ်။တပိတ်မျောပွဲကျင်းပမဲ့တဝဲမြို့ကန္နာလန်ကတဲကွင်းနဲ့မြစ်ထဲကရေလေကျုံးဘက်မှာမနေ့ကနေ့လယ်၁၂နာရီဝန်းကျင်လောက်ကတနက်ပစ်ခတ်တံတွေ7မိနစ်နီးပါးထွက်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။တနက်ပစ်ခတ်တံတွေထွက်ပေါ်ပြီးတဲ့နောက်မှာတော့စစ်သားတွေက ိတ်ကန်းသာပန်းချံကနေစိတ်ကန်းသာမင်္ဂလာခမ်းမနာအထိအင်အား30လောက်နဲ့လုံခြုံရေးချထားပြီးစက်စားပြင်ရက်ွက်ဘက်ကိုလည်းစစ်ကားနှစ်စီးမောင်းနှင်သွားတယ်လို့မြန်းမြင့်တွေ့သူတွေကပြောပါရယ်။အော်တိုဗလာ6ရက်နေ့အာယုံသက်ချိန်မှာကျင်းပခဲ့တဲ့တဝဲရိုးရာတပိတ်မျောပွဲကိုအရင်ကနဲ့မတူပဲတပိတ်အိုးတွေကိုရေထဲကိုဆက်နဲ့မျောနေအောင်စီစဉ်ထားတာကိုတွေ့ရပါရယ်။ဒါအပြင်တပိတ်မျောပွဲကျင်းပမယ့်နေရာကိုလည်းငွေကြီးအများပြအကုန်ကြခံကပြင်ဆင်မှုတွေလှုပ်ဆောင်ထားပြီး တပိတ်မျောပွဲနေ့မှာဖျော်ပြင်းရေးအစီအစဉ်မီးပုံလွတ်တဲ့အစီအစဉ်နဲ့စတုဒီတာအစီအစဉ်တွေကိုလည်းလှုပ်ဆောင်မှာဖြစ်တယ်လို့မြို့ခံတွေပြောပြကြအရာသိရပါတယ်။စစ်တပ်ဘက်ကတော့တပိတ်မျောပွဲအတွက်ညမထွက်ရအမိန့်ကိုနှစ်ရက်ရုတ်သိမ်းတယ်လို့မြို့ထဲမှာကားနဲ့လိုက်ကြီးညာနေတယ်လို့မြို့ခံတွေကဆိုပါတယ်။ ဆေယနာသိမ်းပြီးတဲ့နောက်ပိုင်း2023ခုနှစ်ကစလို့တပိမျောပွဲကိုစစ်တပ်ကဥဆောင်ကျင်းပနေပေမဲ့ဒေသခံတွေပါဝင်ဆင်နွှဲသူမရှိသလောက်ဖြစ်ခဲ့ပြီးဒီနှစ်မှာတော့အရင်နှစ်တွေနဲ့မတူဘဲပါဝင်ဆင်နွှဲသူတွေနဲ့စီကားနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ဆေယနာသိမ်းပြီးတဲ့နောက်မှာစစ်တပ်ကဥဆောင်ပြီးပြန်လည်ကျင်းပခဲ့တဲ့2023နဲ့2024နှစ်နှစ်လုံးမှာတပိမျောပွဲမတိုင်ခင်ရက်တွေမှာဘုံပောက်ကွဲမှုနဲ့ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်ရှင်။ တင်းသားရီတန်းတေချောင်းမြို့နယ်တေချောင်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူ၅ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်မီဒီယာကိုပြောပါတယ်အော်တိုဘာလ9ရက်နေ့ညနေပိုင်းကအကြမ်းဖက်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေရင်နဲ့တဲချောင်းကြီးရွာကိုပေါင်900ဘုံတလုံးကိုကျဲချတိုက်ခိုက်သွားတာလည်းဖြစ်ပါတယ်အဲလိုအကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုအတွင်းမှာ ြည်သူ9ဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးနေအိမ်တွေလည်းထိမှန်ပျက်စီးသွားတယ်လို့လည်းသိရပါဗျ။တဝဲခရိုင်တဲကိုစစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိပဲ။ဒေချောင်းကနေဘုံကျဲတက်ခိုက်တာတွေလုံးဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့တော်လိုင်းအင်အားစုတွေကသတိပေးပြောဆိုထားကြပါဗျ။ဒါအပြင်စက်တင်ဘာလ30ရက်နေ့ကလည်းတရချောင်းမြို့နယ်တောင်ပြောက်ကျေးရွာအုပ်စုအတွင်းကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျောက်လီကကြေးရွာကပြည်သူပိုင်းနေအိမ်83လုံးကိုမီးရှို့ဖျက်ဆီးသွားတယ်လို့လည်းသိရပါတယ်ရှင်။တဝဲအချင်းတော်မှာအချင်းချခံထားရတဲ့နိုင်ငံရေးအချင်းသားတို့ကျမ်းမာရေးချင်းတွေဆိုးရွားတာကြောင့်ဆေးရုံမှာဆေးကုသမှုခံယူနေခြင်းနှလုံးဖောက်ပြီးတော့တေဆုံးသွားတယ်လို့နေဆက်သူတွေစီကနေသိရပါတယ်။တေဆုံးသူဟာတဝဲမြို့နယ်ရှင်မုတ်တီးကြေးရွာကအသက်48နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဦးအောင်ကိုဦးဖြစ်ပြီးမနေ့ကညပိုင်းကတဝယ်ပြည်သူစေယုံကြီးမှရှိတဲ့အကျဉ်းသားတွေကိုချုံနောက်ကူတာပေးတဲ့အဆောင်မှာစေကူတာခံယူနေခြင်းနှလုံးဖောက်ပြီးတေဆုံးသွားတာလို့သိရပါတယ်။ဦးအောင်ကိုဦးဟာ2021နှစ်စံပိုင်းကလေးကဖမ်းဆီးခံထားရတာဖြစ်ပြီးဆေးအာဏာသိမ်းတဲ့ကာလတစ်လျှောက်လုံးမှာအကျဉ်းကြောင့်လည်းမနေခဲ့ရသူဖြစ်ပါတယ်။ သူကိုစစ်တပ်ထိန်းချုပ်ထားတဲ့ဒဝဲမြို့နယ်တရားရုံးကနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်905ကကြီးဖောက်ခွဲရေးလှုပ်ဆောင်နေလို့ဆိုကဖောက်ခွဲ9ပုံမှန်တွေနဲ့ထောင်နဲ့ရှင်းနေအမိတ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဦးအောင်ကိုဦးအောင်ထောင်နဲ့ရှင်းနေအမိတ်ချခံထားရပေမဲ့ရှော့ရက်တွေကြောင့်လာမယ့်2026ခုနှစ်အတွင်းမှာလွတ်ရက်စီပြီးပြန်လည်လွတ်မြောက်မဲ့သူဖြစ်တယ်လို့လည်းနှီးဆက်သူတွေစီကနေသိရပါတယ်။တဝဲခိုင်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကတော့ ဥအောင်ကိုဦးဟာကျမ်းမာရဲ့ခြေနဲ့ဆိုးရွားတာကြောင့်မကြာခဏဆေးရုံတက်ရပြီးကုသမှုခံယူခဲ့ပေမဲ့လုံလောက်တဲ့ကျမ်းမာရဲ့ဆောင်းရှောင်းမှုတွေမရှိတာကြောင့်ယောဂအခြေအနေကမတက်တာပဲပုံမှုဆိုးရွားနေတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဆိုထားပါတယ်။ပြီးခဲ့တဲ့နှစ်အော်တိုဘလာ၁၉ရက်နေ့ကလည်းထောင်နဆယ်နှစ်အကျဉ်းချခံထားရတဲ့ရေပြူမြို့နယ်အုံပင်ကွင်းရွာကအသက်62နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားဖြစ်သူဦးရဲအောင်ဟာလေးဖြတ်ယောဂနဲ့တဝယ်အကျဉ်းတော်အတွင်းမှာတည်ဆုံခဲ့ရပါသေးတယ်။ တဝယ်အချင်းနောက်တင်းမှာလုံလောက်တဲ့စေဝါကူတာမှုနဲ့ကျမ်းမာရေးစောက်ရှောက်မှုတွေမရှိတာကြောင့်အချင်းကြနေခြင်းအတွင်းတည်ဆုံးသူနိုင်ငံရေးအချင်းသား၃ဦးအထိရှိပြီဖြစ်တယ်လို့တဝယ်ခရိုင်နိုင်ငံရေးအချင်းသားများကွန်ရက်ရဲ့သတင်းချက်လက်တွေအရသိရပါတယ်ရှင်။လောင်လုံမြို့နယ်မှာစစ်ပေးဆောင်ကလေးငယ်တွေအပါအဝင်ဒေသခံများနဲ့ချီရေးပြားရာနာကူဆက်ခံထားရပြီးစေဝါများလိုအပ်နေတယ်လို့သိရပါဗျ။အဲ့ဒီလိုအရေးပြားရာနာကူဆက်မှုတွေဟာ ပြီးခဲ့တဲ့2024ခုနှစ်နှစ်လယ်ပိုင်းလောက်ကနေစလို့လောင်းလုံမျိုးနဲ့အတွင်းရှိစစ်ပေးရှောင်တွေမှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိချိန်မှာကလင်းငယ်တွေကိုပါကူးဆက်ပြန့်နှံ့မှုပုံမှန်များပြားလာတာလို့ဆိုပါတယ်။လောင်းလုံမှာစစ်တပ်ကရွာလုံးကျွတ်နီးပါးနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေကြောင်းနမဲကြီးဖိုးဖိုးကြောက်ကန်းကြီးရှိရာညောပြင်းကျေးရွာအပါဝင်ပင်လယ်ကန်းကြီးရွာတချို့ကဒေသခံတွေစုဝေးပြီးနေထိုင်နေကြရတာပဲဖြစ်ပါတယ်။ ကတော့ထိုင်းနိုင်ငံဖူခန့်မြို့ပတောင်မြို့မှာအော်တိုဘားလ3ရက်နေ့ကခိုက်ရန်ဖြစ်ပွားမှုတစ်ခုဖြစ်ပွားခဲ့ပြီးအမြမအမျိုးသားတယောက်ဓာတ်ထိုးခံရလို့သေဆုံးသွားခဲ့ပါတယ်။အခင်းဖြစ်ပွားရနေရာကိုပတောင်ရဲတပ်ဖွဲ့ကရောက်ရှိချိန်မှာအသက်38နှစ်အရွယ်ကိုစော်မင်းဝင်းဟာသူ့ရဲ့အငားအိမ်ကန်အပြင်ဘက်မှာပြင်းထန်တဲ့ဓာတ်ဒဏ်ရာတွေနဲ့သူ့ရိုင်ထဲမှာလဲကျနေတာကိုတွေ့ခဲ့တယ်လို့သိရပါတယ်။ ကေဇေးသမားတွေကအရေးပေါ်စီပီယာကုသမှုပေးခဲ့ပြီးပတောင်စင်းယုံကိုပို့ဆောင်ခဲ့ပေမဲ့ကေချိန်မမီပဲအသက်ဆုံးရှုံးသွားခဲ့ပါတယ်။အင်ဂျီမပါပဲပေါင်းမိအနက်ရောက်ဝစ်ဆင်ထားတဲ့တိတ်ဆုံးသူရဲ့ခန္ဓာကိုယ်မှာဓာတ်တရားများစွာတွေ့ခဲ့ရပြီးအမှုဖြစ်ပွားစဉ်အသုံးပြုခဲ့တယ်လို့ယူဆရတဲ့အသွား20စင်တီမီတာရှည်ရှိတဲ့ဓာတ်ရချောင်းကိုတပ်တေကန်ပစ္စည်းအဖြစ်အခင်းနေရာကနေရှာဖွေသိမ်းဆည်းခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ မြန်မြန်တပ်တွေရဲ့ထွက်ဆိုချက်အရာကတော့တန်တရားရှိသူဟာတေဆုံးသူနဲ့တီကျွမ်းတဲ့မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ပြီးရံမဖြစ်ခင်ကသူတို့နဲ့အတူအရက်တောင်းနေခဲ့ကြတယ်လို့သိရပါတယ်။သူတို့အကြားမှာရံပွဲဟာတိတ်မကြခင်အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးဓာထိုးမှုဖြစ်ပွားခဲ့ကတန်တရားရှိသူဟာတိုက်ခိုက်ပြီးချိန်မှာချက်ချင်းထွက်ပြေးသိမ်းရှောင်သွားတယ်လို့လည်းဖော်ပြထားပါတယ်။ထိုင်းရဲတွေအနေနဲ့တန်တရားရှိသူကို CCTV ကနေသတင်းချေရခန့်စစ်ဆေးနေပြီးပုံကိုယ်ရေးပဋိပက္ခကြောင့်အရက်တောင်းရေးဖြစ်ပွားခဲ့တဲ့အမှုလို့ရဲတွေကယူဆထားကြပါတယ်။ ်တရမှုနဲ့ပတ်သက်လို့ပတောင်ရဲတပ်ဖွဲ့ကတန်တရားရှိသူနဲ့ပုံမှန်တံံကိုဖော်ထုတ်ထားပြီးသူ့ကိုဖမ်းဆီးအရေးယူဖို့စောင့်ရွက်နေတယ်လို့သတင်းမှဖော်ပြထားပါတယ်အဲ့လိုပဲပြီးခဲ့တဲ့မေလ10ရက်နေ့တုန်းကလည်းအသက်23နှစ်အရွယ်မြမအမျိုးသားကအသက်80နှစ်အရွယ်အာကစားယုံပိုင်ရှင်ကိုတပ်ဖြတ်မှုတစ်ခုဗန်ကောက်မြို့မှာဖြစ်ပွားခဲ့ပြီးဖမ်းဆီးခံခဲ့ရပါသေးတယ်။ဒီလိုတုံလုံးပွဲဖြစ်ရတွေ့ရရွှေပြောင်းလုတ်သားတွေနဲ့ပတ်သက်တဲ့အကြမ်းဖက်မှုတွေအကြောင်းဆွေးနွေးမှုတွေပြန်လည်ပေါ်ပေါက်လာစေပြီး ထိုင်းရဲ့ပြည်တွင်းအကြမ်းဖက်မှုကင်တွယ်ဖြေရှင်းမှုအတွင်းမှာနိုင်ငံသားသားနဲ့ရွှေပြောက်အလုတ်သမားအတိုင်းဝိုင်းကိုပုံမအာယုံစိုက်လာစေတယ်လို့ထိုင်းသတင်းကဖော်ပြထားပါတယ်ရှင်။